အားလုံးပဲမင်္ဂလာပါရှင်မကျနာတင်ကြနေရေမေလာ29ရက်နေ့ review session သက်ဆက်ပြတော့မှာဖြစ်ပါတယ်လုံခင်ချင်းရွာကချက်လာတဲ့စကောင်စီစစ်ချောင်းဖကန်တမကုံကိုရောက်ရှိသွားပါပြီအကိတ်ချေရွာတွင်ကစကောင်စီကိတွေမှာမေလာကုံပိုင်းကနေစပြီးလမ်းသွားလမ်းလာဆိုင်ကိတမတွေကိုတာစီစစ်စေးရတွေပုံမှန်တင်ချက်လာတဲ့အပြင်ခေဖြတ်ချေတွေပါတောင်းခတ်နေလို့သိရပါတယ်လူသားချင်းကူညီတွေကိုတလိုင်းအင်အားစုတွေနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးပေးဖို့အာဆီယံကိုမြို့သားညီညွတ်ရေးအစိုးရအညွှန်းကြေးအားတိုက်တွန်းလိုက်ပါတယ် စားရိတ်တရင်ကိုတက်ဆက်ပြောရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်ဒီကျွန်တော်မျိုးနေအကေဂျေရောအတွင်းကစေကောင်းစီဂေတွေမှာမေလာကုံပိုင်းကနေစပြီးလန်တော်လန်လာဆိုင်ကေတမာတွေကိုဒါစီစစ်စေရတွေပုံမူတင်ချလာတဲ့အပြင်ခေဖြက်ချီတွေပါတောင်းခံနေလို့သိရပါတယ်ထရေဆာကတင်ဆက်ပေးမှာပါ အခြေရွာလင်းနဲ့ရွာဆွန်ဘက်တွေမှာကိတွေချထားပြီးစစ်ကောက်စီတပ်သား6ဦးဝန်းကျင်စီပုံမှန်စောင့်ချက်ပြီးတော့လမ်းကျောလမ်းလာတွေကိုတာစီစစ်ဆင်းနေကြတာလို့ဆိုပါရယ်မေလာကုန်ပိုင်းကနေစပြီးအထက်ပါကိတွေမှာခရီးသွားသူတွေကိုမပုံတင်စစ်ဆေးတာအိတ်ဖွင့်စစ်တာအပြင်ဆေးဝါးချင်းဆဲခွင်ဆက်ပြည့်စီစားရိတ်ကုန်တွေတည်ဆောင်ခြင်းရှိမရှိစစ်ဆေးတာငွေကြေးသိမ်းကြီးပိုင်းတည်ဆောင်ခြင်းရှိမရှိပါစစ်ဆေးရတွေပုံမလုံးဆောင်လာတာလို့ခရီးသွားပြည်သူတို့ကမြေချနာတဲ့တင်းချာနယ်ကိုပြောပါရယ် အရင်ကလည်းအချက်ပါကိတွေကနေဖြတ်တန်းသွားလာတဲ့ခရီးသွားပြီးသူတွေကိုတားဆီးစစ်ဆေးတာမျိုးရှိပေမဲ့အခုနောက်ပိုင်းမှာတော့တိတိတတ်တာစစ်ဆေးမှုတင်းကျလာတာလို့လည်းအချက်ပါခရီးသွားပြီးသူရဲ့ထမှန်ပြပြချက်အရာတရားတာပါဒါဖြင့်အချက်ပါကိတွေမှာဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတွေလည်းပုံမှန်သတ်မှတ်ကြည့်ချင်းဘေးဆောင်ရတယ်လို့ခရီးသွားပြည်သူဆိုင်ကသမားတွေအနေနဲ့လည်းကိတ်ဖြတ်ချင်းအသွာအပြန်2000လောက်ကုန်ကြတဲ့အပြင်ကုန်ပစ္စည်းတင်ဆောင်မှုပေါ်မူတည်ပြီးတော့လည်းထပ်လောင်းဘေးဆောင်နေရတယ်လို့သိရပါဗျ။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996333တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။လုံငင်းချင်းရွာကထွက်လာတဲ့စကောင်းစီစစ်ကြောင်းဖကန်တမကုံဝရောက်ရှိသွားပါပြီ။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ဖကမြို့နယ်လုံခင်းကျေးရွာကနေထွက်ခွာလာတဲ့စစ်ကောင်စီအင်အားနေရာကျော်ပါစစ်ကြောင်းဟာ ဒီကနေ့နေ့လယ်2နာရီလောက်မှာဖက်ကမျိုးကစစ်ကောင်စီတမကုံရောက်ရှိသွားပြီလို့သိရပါဗျ။တက်အချင်းအပြောင်းလုံးမယ်ဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ကတော့ဒီချာဒီပြုနိုင်တာတော့မရှိသေးပါဘူး။ဒီမနေ့မစွပြန်ထောင်ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းလဲကန်စီကြီးရွာကိုရောက်ရှိပြီးဖြစ်တယ်လို့လည်းသိရပါဗျ။လုံခင်းကနေဖက်ကမျိုးဘက်ကိုစစ်ကြောင်းနှစ်ဖွဲ့ခွဲထွက်ခွာခဲ့တာဖြစ်ပြီးရှိရသွားတဲ့စစ်ကြောင်းမှာစစ်ကောင်စီအင်အား160ခန်းနဲ့နောက်ကလိုက်တဲ့စစ်ကြောင်းမှာတော့စစ်ကောင်စီအင်အား80ခန်းဖြစ်တယ်လို့သိရပါဗျ။ ဖကနေဒါကိုဝင်ရောက်လာတဲ့အထက်ပါစစ်ကြောင်းရဲ့ပစ်ခတ်မှုတွေကြောင့်တေဆုံးတန်ရာရရှိသူတွေရှိရလို့ဒေသခံတွေကပြောသလိုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့တပ်ပုံတွေအရာလည်းသိရပါဗျ။မွန်စီစာနှစ်မဖြစ်ထွက်ဆန်းစတဲ့ရက်ွက်ကျေးရွာတွေကနေဖြတ်လာတာဖြစ်ပြီးဖကန်တမ္မကုန်းကိုနှစ်နိုင်ခန့်မှရောက်ရှိခဲ့တာဖြစ်တယ်လို့လည်းဖကန်ဒေသခံတူရဲ့ပြောပြချက်အရသိရပါဗျ။ ီးခဲ့တဲ့မေလ29ရက်နေ့ကရန်ချက်ဆက်ယုံကစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA KBD ရဲ့ပူးပေါင်းတပ်တို့လုံခင်းကျေးရွာအုပ်စုခွန်စာကုန်းကျေးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မေလ26ရက်နေ့ကတဒါညီနောင်ကျေးရွာအထိရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကျေးရွာအုပ်စုကစစ်ကောင်စီရဲ့ရန်ချက်ဆက်ယုံအထိဆက်လက်ချစ်တက်ခဲ့ပြီးလုံခင်းကျေးရွာအထိဆက်လက်ဝင်ရောက်လာကြတာပါ။ စစ်ကောင်စီဟာဖက်ကန်ဒေတာကိုပြန်လည်ဆိုးမနိုင်ဖို့မေလ၄ရက်နေ့ကစပြီးမင်ဂျီနာဖက်ကန်လန်းကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KAKPDF ပူပေါင်းတပ်တွေကနေကြားဖြတ်ခုခံတိုက်ခိုက်နေရလည်းဖြစ်ပါတယ်ဒုတိယချင်းစာနာထောက်တာမှုအကူအညီတွေကိုနိုင်ငံရေး80ရာခိုင်နှုန်းနီးပါးအထိနေမြေထိချုပ်စုံမှုထားနိုင်တဲ့အညူချီနဲ့တိုင်းဒေသတော်လိုင်းရဲ့အားစုတွေရှိတဲ့နေရာတွေမှာတိုက်ရိုက်ခြေဆက်ဆောင်ရွက်ဖို့အာဆီယံကိုအညူချီအားတိုက်တွန်းလိုက်ပါတယ်။ အရေးအချက်ပေါ်ဝင်အာဆီယံနဲ့ပတ်သက်တဲ့သဘောထားယတိချက်ထုတ်ပြန်ချက်ကိုအမျိုးသားညညရေးဆိုရအညူကြီးကဒီကနေ့ထုတ်ပြန်လိုက်တာလည်းဖြစ်ပါရယ်။ချားရီမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေကတဆင်နေဆက်ဖြစ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ဖို့လဲအာဆီယံအနေနဲ့ဆောင်ရွက်ပေးဖို့အထူးတိုက်တွန်းလိုရလို့အညူကြီးကပြောပါရယ်။အာဆီယံသိပ်သည့်အစည်းအဝေးကိုတော့မေလ26ရက်နေ့ကနေ29ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပါရယ်။ အစည်းအဝေးကနေပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့တို့မြင်လာတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ဆိုတဲ့အချက်တွေနဲ့ပတ်သက်လို့အာဆီယံရဲ့တိုက်တွန်းချက်ကိုကြိုဆိုရလို့လည်း NUG ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချားပင်အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့သမတ္တတန်ဟာတနစ်ပဲဖြစ်တာကြောင့်လုံအောင်ကောင်းကောင်းမွန်မွန်လေးပတ်နေတဲ့အချိန်တက်တန်းကုန်သွားတဲ့အတွက်တက်တန်းတတ်မှန်တုံမြင်ဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်။ အာဆီယံကအကြံဖတ်မှုတွေရည်တံဖို့နဲ့ပြည်သူတွေကိုအကြံဖတ်နေရတွေရည်တံဖို့ပြောဆိုနေတဲ့အချိန်မှာတော့စေကောင်းစီဟာပြည်သူလူထုကိုလေချောင်းဝါနေဆက်တိုက်ပုံချေတပ်ဖြတ်နေပါတယ်ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုချိုကပါတယ်ဖြစ်မလဲအလို့တမိတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာ အချိန်လုံးမှမလို့ချင်းတို့ဖြတ်ချဖို့ဤမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ် လက်တင်နဲ့အနှိတ်မှားလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးသမီးတွေလည်းဒူးနဲ့ဒဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြဘဲအတူနေရကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်တချို့လည်းလူမတိအောင်ကိုဝင်ဖြတ်စေတောက်ရကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလား ကုံဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တဲ့ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ချတဲ့လို့တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်။ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ချအနိုင်တဲ့စီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ချကြ။တရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်။ တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချတိုင်းမပြတ်ကြခြင်းကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတည်မွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင်ကိုလက်အင်္ကာမပြေဆုံးခြင်းမွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်တအိမ်ပေါက်သွားခြင်းကိုဝန်ဖြတ်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့ တိုင်ထုတ်ပြရတဲ့အပြင်အတက်အအနေကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတိုင်နိုင်ရန်ချစ်မိလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတိုင်ပြက်စီးပြီးအလုံမလုံနိုင်ခြင်းဒေတာအပိုင်းစကြံနေခြင်းတိုင်ခေါင်းအဝပျက်စီးခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအတက်ကိုဆုံးရှုံးနိုင်ပါတယ်။တိုင်ခေါင်းကိုထိခိုက်ခြင်းကိုယ်ဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတိုင်ခေါင်းအတွင်းထဲထိုးထည့်ပြီး ချက်ချလိုက်ရတဲ့အတွက်တရင်ကောင်းထိခိုက်ပျက်စီးသွားခြင်းတရင်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြစ်တဲ့ခြင်းတွေ ဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်းစီရီထဲခြင်းစရတွေကြောင့်ခနာကူကနံ့ပြက်နံ့တော်ပြီးတွေးရစိတ်တက်နိုင်ပါတယ် စေဝါတွေနဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတင်စင်အောင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအဆက်ရတောက်တွေဖြစ်စီပြီးပိုဝင်ခြင်းတတိလစ်ခြင်းကိုတွင်းအစိတ်တက်ပြီးဖြားခြင်းတွေဖြစ်စီတတ်တယ်လို့ပိုကတအိမ်မတစင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမယူခဲ့ရင်တအိမ်ပြင်မှာတတိတဲခြင်း တာဝူအိမ်တာဝူပြုံဝမ်ပိုင်စတဲ့နေရာတွေမှာတည်တည်ချင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တိမ်နေရန်တွေမှာအမာရွရှိနေခြင်းအမာရွကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရဲနိုင်ခြင်းလမ်းမစေးပေါင်မပြည့်ပဲကလေးမွေးဖွာလာခြင်းအပြင်ကိုဝင်ဖြတ်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုင်အတွင်ပြည်တည်ခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်း စီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုဝင်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်။ကိုဝင်ဖြတ်ချခြင်းကကလေးဆယ်ရောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြမှာပါ။ကိုယ်ဝင်ဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထက်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ ရင်သားကင်စာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်စာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝင်ဆောင်ခဲ့ရင်တော့ကင်စာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ကိုယ်ဝင်ဖျက်ချခဲ့ရင်တော့ရင်သားကင်စာဆဲအဖြစ်ရောက်နိုင်ပါတယ်။ စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖျက်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။ဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။